ဥပဂௌဒရှိမရှိဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ဒါ historical point ပဲတရားဟာတော့တော့ဥပဂௌဒဆိုရက်မြတ်စွာဘုရားရဲ့တပည့်သားတွေထဲမှာဘုရားပြိဋိဘာဇန်တဲ့ခါမှာသံဃာခုနှစ်သိန်းတက်ရောက်တယ်လို့ပြောတယ်အဲ့ဒီပုဂ္ဂိုလ်တွေကဘွဲ့နာမဲ့တည်တာမတမ်းမနေပါနဲ့ဘွဲ့နာမဲ့စင်ရင်ထုတ်ပြနိုင်တာနည်းနည်းလေးပဲရှိပါတယ်နာမဲ့စင်ရင် မထုတ်နိုင်တာတွေအများကြီးရှိတယ်ဒီဂௌဒဆိုရက်စကလုံးတွေကတော့ အိန္ဒိယနိုင်ငံမှာမှဲ့လိမ့်မဲ့ထားရှိတဲ့အရာဝတ္ထုတွေဥပဂုတ္တဆိုတာရဲ့အကြောင်းကိုတော့ထေရဝါဒကျမ်းဂန်တွေမှာမပါသလောက်ပါပဲပါတာကတော့ဓိဗျာဝါဒနာဆိုတဲ့ကျမ်းမှာဥပဂုတ္တရဲ့သုပတိပါတယ်လို့သတင်ကြားမှုပါတော့တက္ကရာကျမ်းတွေကလာတာလာသည့်အတွက်ကြောင့်မပါဘူးမရှိဘူးလို့ရှိတယ်မရှိဘူးဆိုတာဒီဟာနဲ့ပတ်သက်ပြီးတော့အငင်းမပွားတတ်တဲ့ပြဿနာတစ်ခု အငင်းမပွားလိုက်တာကိုသွားပြီးတော့အငင်းပွားနေလို့ရှိရင်အကုသိုလ်ဖြစ်မှာမရှိပါဘူး။ဘာမှအကျိုးရတစ်ခုရလက်ဖြစ်မှာမဟုတ်ပါဘူး။ခုနကိုးွယ်မှုနဲ့ပတ်သက်လာလို့ရှိရင်ကတော့ဘာအတွက်ကိုးွယ်တာလဲ။ရှင်ဥပုဂ္ဂိုလ်ကိုးွယ်တာ။ဘုန်းကြီးတို့သိတာတော့မိုးတားတဲ့အခါရှင်ဥပုဂ္ဂိုလ်ရေနဲ့လောင်းတာတော့တွေ့။အဲ့တော့မိုးတားပါတယ်ဆိုမှရှင်ဥပုဂ္ဂိုလ်ရေနဲ့လောင်းတော့သူကြတော့ရွှဲရွှဲဆိုကိုးကြတော့မိုးရွာမှကြောက်ဆိုတော့ဒီအားတော့လည်းတဘာဝမကြသေးဘူး။အဲ့ဒါပဲ။တဘာဝမကြတဲ့အလုပ်တွေကတော့လောကမှာအများကြီးပဲပေါ့။ နော်အဲဒီပြဝါဒနာဆိုရကျမ်းထဲမှာလို့ဆိုတယ်အတော်ကမင်းကြီးဒီအလှူတန်းလှူတဲ့အခါမှာရေမောင်းရှင်းတောင်းလေးတောင်ရေကမောင်းရှင်းတောင်းလေးတောင်ဒေဒီမောင်းရှင်းတောင်းလေးတောင်ဒီတဲ့အခါမှာမန္တရဲ့အနောက်ဆက်ကိုရှုဘုဂုတ်ကတကိုးနဲ့တားပေးတယ်ဒါအရိခေတ်က ရှုဘုဂုတ်တာဆိုတာရှိကျင်တဲ့ရှိမှာပေါ့တန်ဃာတွေအများကြီးတွေကနေပြီးပုဂ္ဂိုလ်တူဦးပဲအဲ့တော့မရှိဘူးလို့လဲပြောเสียရမလို့ဘူးပေါ့မရှိဘူးလို့လဲ ညင်းစရာ မရှိဘူးဘာလို့လဲဆိုတော့ဒါ historical point historical point historical point ဆိုတာကမှတ်တမ်းဆိုတာရှိချင်မှရှိခါလေးကြမှတ်တမ်းမရှိရင်မရှိရဘူးလို့ဒီလိုပြောလို့မရဘူးဒါမှတ်တမ်းငွေနာနည်းနည်းလေးပဲရှိမှတ်တာနည်းနည်းလေးပဲရှိတယ်လေဒီမှာတာဝတိကြီးမှာလူကြီးခொနေကလေးရှိတဲ့ထဲမှာမှတ်တမ်းဝင်တဲ့လူနာမည်နည်းနည်းလေးပဲရှိတာပဲ ဗမာပြည်မှာလည်းပကန်းခေတ်ကလူတွေအများကြီးရှိတာပဲမှတ်တမ်းဝင်တာလူသိတာနည်းနည်းလေးပဲစံစစ်သားတို့ငလုံးလက်ဖယ်တို့ငထွေယူတို့လောက်လောက်ပဲညာဥပ္ပီးတို့ဒါမျိုးလောက်ပဲသိတာဒီပြည်လူတွေသိမှမသိပဲနဲ့အဲ့တော့မရှိဘူးလို့ပြောဝဲရလဲမဖြစ်နိုင်ရှိတယ်လို့လည်းပြောဖို့ရအထောက်အထားမရှိနိုင်ဘူးရှိနိုင်တယ်လို့တော့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဖြစ်ဆက်ဆက်မှာယဟန္တာတွေဆိုတော့ပေါ်နေတာ အဲ့တော့ကိုယ်ပဲမှုဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ကတော့သူ့ရဲ့သီလကုံတဝါရီကုံကိုအာယုံပြုပြီးတော့ကိုယ်ဝယ်တာကတော့ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအပြစ်မဖြစ်နိုင်ဘူးဒါယဟန္တာပုဂ္ဂိုလ်တဝါအနေနဲ့ကိုယ်ဝယ်တာဟုတ်ကိုယ်ဝယ်ကြတဲ့ယဟန္တာပုဂ္ဂိုလ်ဆိုပြီးတော့သီလကုံတဝါရီကုံကိုယ်ဝယ်လို့ရှိရင်ဘာဖြစ်ရင်ကိုယ်ဝယ်လို့ရအပ္ပဒံကျမ်းထဲမှာမြတ်စွာဘုရားကိုစားဆိုပြီးတော့ဘောဓိပင်က အပွေးကလေးကိုဖျားကိုစားဆိုပြီးတော့ခွန်လေးအခောက်ကလေးဘောဓိဘောဓိပင်ရဲ့အခောက်ကလေးကို ဖရာအမှတ်နဲ့ကိုးဝယ်တာတဲဘုံလေးကိုစုပြီးတော့တဲဘုံစေတီတည်ပြီးတော့ကိုးဝယ်တာတဲပဲအမှန်ကသို့တော့ဖရာလို့စိတ်ထဲမှာထားပြီးတော့ကုသောပတ္တယံကုသိုလ်ရသေးတာပဲအပါဒံထဲမှာဒီကုလိနထုပတဲဘုံစေတီတည်ပြီးတော့ဒီကိုးဝယ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာကောရောဖရာလက်ထက်မှာလာပြီးတော့ကြွတန်းဝင်တာတွေရှိတာပဲအဲ့တော့အဓိကကတော့ဘာလို့ဆိုကိုးဝယ်သူရဲ့စိတ်နေသဘောဓာအဓိကကျဘာအတွက်ကိုးဝယ်တာလဲ လလဘလိုချင်လို့ကိုယ်ကိုယ်ရင်တော့အဲ့ဒါလလဘရကြင်ရမယ်မရကြင်မရဘူးဒါတော့သူကလလဘတင်ဆုံးမှာပဲဒါကတော့ကုသိုလ်အတွက်မဟုတ်ဘူးသူကိုယ်ဝယ်တာကလလဘအတွက်ကိုယ်ဝယ်လလဘအတွက်ကိုယ်ဝယ်လို့သူရကြင်ရမယ်မရကြင်မရဘူးဒါကုသိုလ်တော့မဟုတ်ဘူးနော်။ဩယန္တာအဖြစ်နဲ့သီလကုံတော်ာရီကုံပညာကုံတွေကိုလေးစားပြီးတော့ပူဇော်ပြီးတော့ကိုယ်ဝယ်လေဆိုရင်ရှင်ဘုဂုတ်ကိုယ်ဝယ်ကိုယ်ဝယ်တခြားပုဂ္ဂိုလ်ကိုယ်ဝယ်ကိုယ်ဝယ်အပြစ်မရှိကုသိုလ်ရတယ်ကုသိုလ်ရနိုင် ဒီတန်ခါနဲ့ပတ်သက်လာလို့ရှင်မြတ်စွာဘုရားကအဂိနဝိဘေငါတုတ်မှာဟောထားတာလေးတခုပဋိထားစရာလေးပေါ့။နောက်အနာဂတ်မှာခွတ္တဘူးလို့ဆိုတဲ့ခွတ္တဘူးဆိုတဲ့စကားလုံးကခွတ္တရဆိုတာအနွယ်ကိုပြောတာဘူးဆိုတာဖြည့်စည်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရတယ်ဖြည့်စည်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရတယ်ပေါ့အဓိပ္ပာယ်နှစ်ခုထက်အဲ့ဒီမှာသာသနာတော်နောက်ပိုင်းမှာ အနှဲပြီးပျောက်ကွယ်လူနီးသွားတဲ့အချိန်မှာတဲ့ယန္တန်ကတွေဟာကာတာဝခန္ဓာသင်္ကန်းရောင်လေးကိုလက်ဘဲမှာစီးထားတယ်။နက်ကတိုင်လေးလိုအမှတ်အသားလေးတစ်ခုပဲကျန်တော့မယ်။ကျန်တာကလူဝတ်လူစား။ဒါဒီကနေ့ခင်မှာကိုပဲဘုန်းကြီးတို့တိရိလင်္ကာမှာနေတော့ကဒီရှင်ဗုဒ္ဓဇင်းနဲ့ပတ်သက်ပြီးတော့လာပြီးတော့ပို့ချတယ်။ကျွတူကပါမောက္ခတရား ကျွတူကပမောက္ခကလာပြီးတော့ပို့ချတယ်။အဲ့ဒီပမောက္ခကသူကခုံကြီးတဲ့။ခုံကြီးလို့သာပြောတယ်သူကဘိုကေနဲ့မောင်မီရှေနဲ့အင်ကြီးနဲ့ခုံကြီးအမူအရာတစ်ခုမှမတွေ့ရဘူး။ဒါတော့သူ့မှာ Reverend ခုံကြီးဆိုပြီးတော့ဒီကျွတူကခုံကြီးတွေပါဆင်ဘုဒ္ဓတဲ့နဲ့ပတ်သက်ပြီးတော့လာပို့ချတယ်။ဒီလိုဘုန်းကြီးတွေအဲ့လိုမျိုးတွေ ရှိတယ်လို့ဒါဒါအစပြောတယ်လို့ခေါ်တာပေါ့နော်။ဘုန်းကြီးရောဇာနဲ့တခြားစီဖြစ်သွားပြီ။အဲ့တော့ထားတော့အဲ့ညဆော်ပြားကခေါ်ထားတယ်ရှင်။ကာတာဝခန္ဓာ။သင်္ကန်းရောင်လေးကလက်ဝဲမှာပဲစီးထားတာရှိတယ်ပေါ့။တဏ္ဍာရီကလူဝတ်လူစားဖြစ်သွားတယ်။အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတောင်မှပဲတဲ့။သံဃာကုသလေသံဃာဝေယေစုပြီးတော့ပြုမယ်ဆိုလို့ရှင်ကုသရရတယ်ညဆော်ပြားခေါ်ထားတယ်။ ဝိညာဉ်တန်းကိုကြည့်ရင်တက္ကိတဝိပင်္ဂတုတ်ကိုဖြစ်အဲဒီမှာသက်သာစရာဟောထားတာရှိတယ်။တန်ခါကိုကိုယ်ကရည်စူးတာကတန်ခါကိုရည်စူးတာသူကကိုယ်စလဲပဲ။သူ့ရည်သူ့ကိုလှူတယ်တန်ခါကိုရည်စူးပြီးတော့လှူလို့ရှိရင်တဲ့အင်္ဂိကဒါနဖြစ်တယ်လို့မြတ်စွာဘုရားဟောထားပါဘူး။အဲ့တော့ကိုယ်ပဲပူဇော်မှုဆိုတာပူဇော်တဲ့ပုဂ္ဂိုလ်ကိုယ်ပဲတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားပေါ်မှာမြတ်စွာတီးပါတယ်။ဘာအတွက်ကိုယ်ပဲတာလဲ။ ဘာရည်ရွယ်ချက်နဲ့ကိုယ်ဝယ်တာလဲဆိုတာပေါ့မှာမူတည်တယ်ကိုယ့်ဘက်ကပို့ပြီးတော့အိကကြတယ်လူတန်းမှုကိုယ့်ဘက်မှုဒီကိုယ့်ဘက်သူနဲ့ပို့ပြီးတော့သက်ဆိုင်တယ်အကိုယ့်ဘက်ခံရတဲ့ပုံကောဆိုပါစို့ကိုကကိုယ့်ဘက်ကကပုဂ္ဂိုလ်တရားကိုယဟန္တာဖြင့်ပြီးတော့ကိုယ်ဝယ်တယ်သူ့ရဲ့တိဏ္ဍသမารီကိုရည်ယူပြီးတော့တဏ္ဍာရီရဲ့ကိုယ်စလဲအနေနဲ့ကိုယ်ဝယ်မယ်ဆိုရင်ကိုယ်ဝယ်တို့ရတယ်သို့တော့ဒုတိယကို တိလရှိတဲ့ပုဂ္ဂိုလ်လို့ထင်နေတဲ့အထင်ကတော့ဒါမှားရတဲ့အထင်ပေါ့ဒီတကယ်ဒီပုဂ္ဂိုလ်ဟာတိလရှိတဲ့ပုဂ္ဂိုလ်ပဲလို့ဒီလိုယူဆပြီးတော့ကိုကိုယ်ပဲတာတော့ကိုယ့်အတွက်ကတော့ဘာမှမေတ္တာဆုံးရှုံးနေရမှာမရှိဘူးပေါ့ကိုကတိလရှိတဲ့ပုဂ္ဂိုလ်သူ့ရဲ့တိလကုန်သမားလေးကိုကိုယ်ပဲတာဟုတ်အဲ့တော့သူ့မှာမရှိလို့ရှိရင်ကိုကိုယ်ပဲတဲ့ဟာကဒီကိုကတန်ဃာတွေကိုဥတီပြီးတော့ အာယုံကိုသူတူတဲ့အာယုံမပြုတ်ပဲနဲ့အစဉ်အဆက်ကိုအာယုံပြုတ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်ပုံပဲမှုဟာပုံတန်မိုးရှိလာတာဖြစ်ပါတယ်။အဲဒီလိုဒါကြောင့်မို့တန်ခါကိုကိုယ်ပဲတဲ့အခါမှာသီလဝန္တာလားဒုတိလားလားဆိုတာမသိနိုင်သေးတဲ့အတွက်ကြောင့်ရသော်ဗျာတန်ခါကိုကိုယ်ပဲတာဟာအကောင်းဆုံးအင်္ဂါဆိုဒီမှာခေါတာကအစဉ်အဆက်မြတ်စွာဘုရားရဲ့တတိသာတာဝကတွေဆိုလိုတာပါပုဂ္ဂိုလ်တဦးကိုညီညွတ်တာမဟုတ်ပါဘူးအဲဒါကြောင့်မို့လို့အင်္ဂိကဒါနမြတ်တယ်လို့ဒီလိုဟောတာဖြစ်တယ် ဒါကြောင့်ကိုယ့်ပဲဘုဘုံမှာအခြေအနေဘူတည်ပြီးတော့စိတ်နဲ့သဘောထားမှာတည်ပြီးဒီဌာနကောင်းမှုဆိုတာဟိုကျုပ်ပိမှုပြပြဌာနမှုတွေရှိပါမယ်။အဲ့တော့ဘုန်းကြီးတို့သတိထားကြရတဲ့ခုကညသောအဖြစ်လူတွေကဟိုပုဂ္ဂိုလ်ရွေးချယ်ပြီးတော့လှူရတယ်မလှူရဘူးမဟုတ်ဘူးလှူရပုဂ္ဂိုလ်ရွေးချယ်တာရွေးချယ်တယ်နော်သက်သာပြကိုယ်တိုင်ကလည်းခေါ်ထားတယ်အဲ့ဒီအဲမှာ လူသူနဲ့ယူသူဘယ်သူကအဓိကကြလဲဆိုရင်လူသူကအဓိကကြပါလူသူကအဓိကကြဘာဖြစ်လို့တော့ဆိုကုသိုလ်စိတ်ဆိုတာဘုသူတဏ္ဍာမှာဖြစ်တာတော့အလူကံပုဂ္ဂိုလ်ရဲ့စိတ်မှာဖြစ်တာမဟုတ်ဘူးနော်လူရဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တာအဲဒါကုသဏ္ဍာမှာဖြစ်တဲ့စိတ်ခွင့်ပြုဖို့အမြဲတမ်းအရေးကြီးတယ်ဩဆိုပါစို့ဝိတန္တနာမင်းကြီးကသုဒ္ဓကပုံနာကိုလှူတယ်ဆိုတာသုဒ္ဓကပုံနာဆိုတာဒုတ်တိလာပဲငါးပါးတိလာမှာမလုံတဲ့လူပဲ အဘဒီလာမှာမလုံတဲ့လူကိုသားသမီးတွေကိုလှူလိုက်တဲ့ဘုရားလောင်းဝိတန္တရာမင်းကြီးရဲ့စေရနာဆွမ်းအားတွေအမတန်ကြီးမားလို့မြေငရင်တောင်တုံလီရသေးတယ်ဒီဒါလူကပုဂ္ဂိုလ်ကဘယ်တော့ညံ့ညံ့ကိုယ်စေရနာဆွမ်းအားတွေချက်လို့ရှိရင်တော့ကျိုးရှိပါတယ်လို့ဒီလိုပဲမှတ်တယ်